။အေယာဝတီတိုင်းမြောင်မြခရိုင်မြောင်မြမြို့နယ်ဖုန်ကြီးကျောင်းတစ်ခုတိုင်းမိခိုနေရာတွေအကြောင်းသူကိုဖုန်ကြီးတစ်ပါးမှာအတ္တမပြုကျင့်မှုကြောင့်ကိုဝင်ရရှိလာတဲ့ဖြင့်ဖြတ်ထားခိုင်းရမှာဖြတ်ထားများဖြစ်ပြီးစေယုံတင်ရတဲ့အထိဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်ကိုသိရှိသူများထံမှသိရပါတယ်။ အဆိုပါအာရမပြုတင်ခံရတဲ့ကလေးဟာငါးလန်းចောင်းလူလေးဖြစ်ပြီးမြောင်းများမျိုးနဲ့ဖျောင်းငုတ်တို့ရှမ်းစုကြည်ရွာဖုန်ကြောင်တစ်ခုမှဖုန်ကြီးကအကြိမ်ကြိမ်အာရမပြုတင်ခဲ့ခြင်းဖြစ်ပြီးအော်တိုဘာလ10ရက်နေ့ကအရက်လက်တဲ့ဖြင့်ကိုဝင်ဖြတ်ချရာဖြတ်ချမရခြင်းဖြစ်ပြီးမြောင်းများပြည်သူစေယုံကိုတက်ရတဲ့အထိဖြစ်ပေါ်ခဲ့တယ်လို့သိရပါတယ် မိဘတွေကအဲ့ဒီဖုံးเจ้าမှာကလေးကိုအနန်းတောင်းထားတော့ကလေးကဖုံးเจ้าမှာပဲတောင်းတက်နေတော့ငါးရန်းရှိပါပြီလူခန္ဓာကိုယ်ကတော့ထွားတယ်မိဘတွေက နွမ်းပါလို့တောင်းမထားနိုင်တော့အတန်းနောက်ကျသွားတော့အကောင်ကအကြီးကြီးမိဘတွေယုံကြည်လို့အပ်ထားတဲ့ဖုံးကြီးเจ้าကဖုံးကြီးကအတ္တမကျင်းတော့ကိုဝင်ဖြစ်ချတာမရဖြစ်ပြီးခု လိုဆေးရုံရောက်တဲ့အထိဖြစ်သွားတာပဲလို့ဖြစ်စဉ်ကိုသိရှိသူတူကပြောပါရယ်အဆိုပါဖုန်ကြီးကယခုနှစ်အတွင်းငါးနန်းចောင်းတူလေးကိုအကြိမ်ကြိမ်အာရမပြုကျင့်ခဲ့ပြီးចောင်းတူလေးမှာကိုဝင်ငါးလဝင်းကျင်ရှိလာပြီးဖြစ်၍ဖုန်ကြီးမှာကိုဝင်ကိုဖျက်ချရန်စေကိုင်းချက်ဖြင့်အရက်လက်တဲတူနဲ့ကိုဝင်ဖျက်ချရမှာဖျက်ချများဖြစ်ပြီးအသက်အန္တရာယ်ရှိသည့်အစဉ်ရောက်လာတဲ့အတွက်မြောင်းမြဆေးရုံမှာစေကူတာမူခံယူရခြင်းဖြစ်တယ်လို့သိရပါရယ်အတော်လုံးရက်တဲ့လူပဲခလေးမလေးကံကောင်းလို့အသက်မတေးတော့အာရမကျင့်တာကိုဘသူကမှမပြောဘူးနဲ့ပြောရင်ចောင်းမှမထား ါဘူးလို့ချိန်ချောက်တော့ခလေးမလေးကမပြောတာတချို့လူတွေတော့အခုလိုမလုပ်ပါဘူးတန်ကအရေးခြုံထားပြီးရုံမာချက်ကကန်းကုန်နေအဲ့ဒီဖုန်းကြီးကထွက်ပြေးတာတာဝန်ရှိသူတွေကချိတ်ဆက်လို့လို့ဖမ်းမိပြီလို့သိရတယ်လို့ဒေသခံတူကဆိုပါတယ်အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီးအာရမကျင်းမှုကျူးလွန်သူကဒေသခံများကုညီကယ်ဆယ်ရေးအဖွဲ့များဤစူပေါင်းတိုင်ကြားမှုကြောင့်ထွက်ပြေးသွားတဲ့ဒေသမှာဖမ်းဆီးရမိထားပြီးဆက်လက်၍အရေးယူဆောင်ရွက်မှုများပြုလုပ်နေတယ်လို့သိရပါတယ်